ဒီညအာယူဝဲမလာခင်မှာအာစနယ်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာအချက်အလက်တချို့ကိုကျွန်တော်တို့ဆွေးနွေးတုံ့သက်ကြည့်အောင်ခင်ဗျာ မင်္ဂလာပါဗျကိုခဲင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခဲမှာကျွန်တော်ဒီဗီလေးမှာတော့အာစတင်ရဲ့ပတ်သက်တဲ့ first day တတင်းတွေကိုဆွေးနွေးသုံးသပ်မှုလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ Declan Rice ကိုစာချုပ်တတန်းတိုးဖို့ကြိုးစားနေတဲ့အာစတင်ရဲ့လောက်ွက်လေးနဲ့ပတ်သက်ပြီးဆွေးနွေးကြည့်တာပေါ့လေ Sammy Mock Bell ကဖော်ပြထားတာပဲဖြစ်ပါတယ်အဲ့တော့ Austin တင်းကသူတို့ရဲ့ အဓိကကွင်းနိုင်ငံသားသမား Declan Rice ကိုစာချုပ်သစ်ဆွေးနွေးမှုတွေမကြခင်စတင်ဖို့အစီအစဉ်နေလို့သိရပါတယ် Rice ရဲ့စာချုပ်သဒ္ဒန်နှစ်နှစ်လောက်တော့ကြံနေသေးတယ်ဒါပေမဲ့အသင်းဘက်ကနေဘလို့တွေးထားလဲဆိုတော့မတော်တဆဖြစ်လာနိုင်တဲ့အခက်ခဲတွေအခြေအနေတွေကိုကြိုတင်ကာကွယ်တဲ့အနေနဲ့စောစောစီးစီးသက်တမ်းတိုးဖို့စီစဉ်နေတာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆိုတော့ဒီမြန်မာအုပ်ခေဘောလုံးလောကမှာစာချုပ်တံတန်းတွေအရှည်ကြီးချုပ်ကြတယ်။စာအုပ်တံတန်းတိုးဖို့ဆွေးနွေးတဲ့နေရာမှာလည်းအနည်းဆုံး2နှစ်ဒါက2နှစ်ဆိုတဲ့အချိန်ကာလတည်းကိုဝင်လာပြီเนาะ။တချို့ အသင်းတွေဆိုရင်3လနှစ်5 6နှစ်ကြံကလေးက renew contract တွေပြန်ပြန်ပြီးတော့ချုပ်တယ်တကယ်တော့လေအဲ့လိုလောက်ခါမှာတော်ခါကြမှာဘယ်ရာမှအဆိုးမရအောင်ကျွန်တော်ကအသင်းကိုချစ်ပါတယ်ဘာညာအဲ့လိုပြောပြီးအသင်းပြောင်းသွားတဲ့ကစားသမားတွေဒုနဲ့တွေတွေ့ခဲ့ဘူးအထူးသဖြင့် Declan Rice တို့လိုမျိုးကမ္ဘာအဆင့်ဝင်နေတဲ့ကစားသမားတယောက်ကိုခေါ်ချင်နေတဲ့ဒူရှိုင်လေးစောင့်နေတဲ့ ကလပ်တွေအများကြီးရှိမှာဗျ။ဒါကိုအာဆနယ်အသင်းနေနဲ့နားလေသဘောပေါက်ထားတယ်။အခုချိန်မှာပွင့်လင်းပြောတော့ Rice ကအသင်းကိုဘလောက်ချစ်ပါတယ်။အာဆနယ်မှာပဲကစားမယ်လို့ဘလောက်ပဲနှုတ်ကပတ်တွေပေးပေးအသင်းကတော့သူ့လို့သူအကောင်းဆုံးလုံးမှာ။ဗဇက်နဲ့ နော်နှုတ်နဲ့ဂတိပေးတာနဲ့စာချုပ်စာတန်းမှာလက်မှတ်ရေးထိုးချုပ်ဆိုတာနဲ့မတူဘူးဗျဒီလိုမှမဟုတ်ရင်ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဒီနေ့ပေါ်လို့ရတယ်မှာလဲသူက Video Gears Sporting Lisbon Arsenal တို့ပြဿနာတွေကဒါပဲလေနှုတ်ဂတိတွေကြောင့်ဘသူကဘလို့ပေးပြီးဘာရီမန်တိတိပပမသိဘူးသူတို့ဂျားထဲမှာပဲသိလိမ့်မယ်မဟုတ်ဘူး Yogias ကပြောတာ Sporting Lisbon ဥက္ကဋ္ဌ Varandas ကပြောတာဆိုတာဒါသူတို့နှစ်ဦးဂျားထဲကပြောစကားတွေတကယ်တမ်းစာချုပ်စာတန်းမှာလက်မှတ်ထိုးတာလည်းမရှိဘူးအတိတ်တည်းလည်း မရှိဘူးအဲ့တို့ကြောင့်အာစတန်နေနဲ့ declarize လို့ player မျိုးကိုလုံးဝဆုံးရှုံးဖို့အစီအစဉ်မရှိတဲ့အတွက်အခုကတည်းကစာချုပ်တက်တန်းတို့ကိုစူးစမ်းနေတာပါ တော့ South Tottenham ကိုဘယ်နှစ်ကစပြီးစောတိုးလို့ရတယ်လဲဆိုရင်တိုးလို့ရပါတယ် Chelsea ကစားသမားရယ်ဆိုရင် South Tottenham 9နှစ်10နှစ်လောက်ကြံနေသေးတဲ့သူတွေတောင်မှ South Tottenham ထပ်တိုးတာရှိတယ်ဒါမှမဟုတ်လေ renew contract လောက်တာတွေရှိတယ် renew contract ဆိုတာကတော့အရင်တုန်းကစာချုပ်မှာပြီးခဲ့တဲ့ခန်းစား권တွေနှစ်ဦးသဘောတူညီချက်တွေကိုပို့ပြီးအဆင့်မြင့်ပေးလိုက်တာတွေရှိမယ်ပို့တင်းချက်လိုက်တာတွေရှိမယ်ထားပါတော့အရင်တုန်းကလောက်ခပမာဏ တပတ်ပေါင်တသိန်းရနေရတာနေတပတ်ပေါင်တသိန်းခွဲပေးလိုက်တာမျိုးတွေရှိမယ် performance bonus တွေတိုးပေးလိုက်တာမျိုးတွေရှိမယ်အခု declarize ကလည်း south တန်နှစ်နှစ်ကျန်နေသေးတယ်ဆိုပေမဲ့ arsenal အသင်းကတော့ပိုကောင်းတဲ့ bonus တွေเนาะ uh, benefits တွေနဲ့ declan rights ကိုစောင့်တတန်းတို့ဘူးစူးစမ်းသွားမဲ့သဘောမျိုးပါအဲ့တော့တိုးတင်လားမတိုးတင်လားဆိုတာကတော့ကျွန်တော်သိ true true ပြောနေစရာမလိုတိုးတင်တာပေါ့ declan rights လို့ player မျိုးကလက်ရှိအင်္ဂလန်အသင်းရဲ့ကွင်းလယ်မှာအတော်ဆရာကြတဲ့ကစားသမားလေဦးစီးဦးဆောင်မှု ပြုတ်ပြီးတော့ကစားပေးနိုင်တဲ့ပလေယာအဲ့လိုပလေယာမျိုးကအသင်းတိုင်းမှာလိုအပ်တယ် Frank Lampard တောင်တလောတော့အဲစကားပြောတယ်ကျွန်တော်ကတဲ့ Declan Rice ကို Chelsea မှာရှိစဉ်အချိန်ကာလတော့အရန်ခေါ်သေးခြင်းခဲ့တာတဲ့သူတိတ်ကြိုက်တာကျွန်တော်လည်းကြိုက်တယ် West Ham မှာကလေးကကြိုက်တာအားကြီးအောင်မှမဟုတ်ဘူးဖြစ်လာမယ်ဆိုတာသိတယ်လေအဲ့တော့ကြောင့် Arsenal အနေနဲ့အသင်းရဲ့အဓိကကစားသမားတွေကိုအမိရစာချုပ်တက်တန်းတိုးဖို့ကြိုးစားနေတာပါဘောလုံး ဟိုလောကမှာအောင်မြင်မှုဆိုတာကလေရေတူပဲသွားလို့မရတော့ဘူးဗျရေရှည်သွားမှရတော့မှာဥမာပြောရင်ချယ်ဆီလိုအသင်းမျိုးဗျရေရှည်လောင်းတန်းပလန်ကြီးနဲ့ဆွဲထားတာလူငယ်လူရည်တွေကြီးပဲအဲ့တော့တနည်းနည်းလောက်ပြောင်းအောင်တဲ့ဒီဘောလုံးလောကပြီးသွားမှာမဟုတ်ဘူးကဲနောက်ဘောလုံးရသည်တွေမရှိတော့ဘူးလို့ပြောမှာမဟုတ်ရေရှည်ပြောင်းရမှာလေအဲ့အတွက်ကြောင့်အသင်းမှာခြေသွမ်းခြေစရှိတဲ့အမကန်ကစားသမားတွေကိုစာချုပ်တက်တန်းတိုးဖို့မဖြစ်မနေလိုပါတယ်အခုအာစတန်သင်း Sporting Director Andrea Barta ကလည်းအတော်လေးကိုပါနှက်တဲ့ပုံကူတယောက်ဗျသူ့ရဲ့လက်ထက်မှာလို့ ဆောင်ခဲ့တဲ့လုပ်ငန်းဆောင်တာတွေဒီအားရစရာတွေကြီးပဲမှားတယ်လို့ပြောရမယ်အကွက်ကျွန်တော်တို့မတွေ့သေးဘူးပေါ့နော်ဒီတော့ကြောင့်အတင်းရဲ့အမာခံကစားသမားတွေကိုစာချုပ်တဒန်းတိုးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်အိုင်ဖန်ကြီးကိုရော Declan Rice ကိုစာချုပ်တဒန်းတိုးဖို့စူးစမ်းနေတဲ့အပေါ်မှာ ဘလူတွေများမှတ်ချက်ပေးခြင်းတယ်ခင်ဗျာ။ Okay နောက်ထပ်ဆွေးနွေးခြင်းတာကတော့အချက်လက်လေးတစ်ခုပေါ့နော် first လေးပါ။လက်ရှိချိန် Premier League မှာစံချိန်တင်ထားတဲ့ခန်းစစ်စုဖွဲ့မှုက Chelsea ရဲ့ခန်းစစ်စုဖွဲ့မှု2004 2005ရာသီတုန်းက Chelsea ရဲ့ခန်းစစ်ကြောင်းက Premier League မှာပေးကိုအနည်းဆုံးခန်းစစ်ကြောင်းဖြစ်ခဲ့ပါတယ်။ဘလောက်ထိပေးကိုနှဲခဲ့တယ်လဲဆိုရင်ဘောလုံးရာသီ100ရာသီလုံးပေါင်းမှ38ပွဲကစားပြီးကမှပေးကို15ခုပဲခွင့်ပြုခဲ့ရတာပါ။အဲ့လောက်ထိခန်းစစ်စွမ်းဆောင်ရင်တောင့်တင်း ကြစ်လိုက်ခဲ့ပါတယ်အဲ့ချိန်ကာလာတုန်းကတော့ကာဗန်ဟိုးနဲ့ဂျွန်ဒယ်ရီတို့ကချယ်ဆီရဲ့ CB ခန်းစစ်တန်းမှာအကောင်းဆုံးတာဝန်ထမ်းခဲ့တဲ့ပလေယာတွေဆိုလည်းမမားပါဘူးအဲ့တော့ကျွန်တော်အခုပြောချင်တဲ့ first ကချယ်ဆီဒီအဲ့လိုဘောလုံးရာသီတရာသီလုံးပေးကို15ကူပေးခဲ့ရတဲ့ခန်းစစ်တန်းမှာပေးကို3ကူကိုပေးခဲ့ရတဲ့ပွဲစဉ်က ပွဲစဉ်17ရောက်မှခွင့်ပြုခဲ့ရတာပါ။အာစတန်တင်းကတော့ပွဲစဉ်6ပွဲကစားပြီးတဲ့အချိန်မှာ3ကိုခွင့်ပြုထားခဲ့ရပါတယ်။အဲဒါကြောင့်ဂျားရဲကပွဲကြီးအတွက်ကွာခြားချက်ကတော့2ပွဲကွာတယ်ပေါ့နော်။အိုင်ဒီ6ပွဲမှာကတည်းက3ကိုပေးခဲ့ရတယ်။ချယ်ဆီကတော့17ပွဲရောက်မှ3ကိုပေးခဲ့ရတယ်။အဓိကဒီ TND Sport ကဖော်ပြထားတဲ့အချက်လက်ရဲ့ဖော်ပြခြင်းနဲ့เนาะရည်ရွယ်ချက်ကတော့ Chelsea ရဲ့ဒီ Titan ခိုင်မဲနေတဲ့ပေးကိုမဲ့စံချိန်ကို Arsenal တင်လိုက်ချိုးဖို့ဆိုတာဒီနေရာဒီမှာအများကြီးဖြစ်နိုင်တယ်။ဒါပေမဲ့လည်းလက်ရှိတော့တဲ့အချိန်ကြီးတော့ပေးကို၃ကိုမှ Chelsea ကပွဲရည်အတွက်ပို့များတယ် Arsenal ကပွဲရည်အတွက်နည်းနည်းနဲ့ပို့ပေးလိုက်ရတယ်ဆိုတော့ပုံစံမျိုးဖော်ပြထားတာပဲဖြစ်ပါတယ်။ဆိုတော့မဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးပေါ့เนาะစံချိန်นี่ဆိုတာတယောက်နဲ့တယောက်เนาะတစ်ဖွဲ့နဲ့တစ်ဖွဲ့အမြဲချိုးနေကြတာ။တိုးတော့ဒီစံချိန်ကဘယ်လောက်ထိကျန်တယ် ဲဆိုတဲ့အပေါ်ကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားရလိမ့်မယ်စဉ်းစားကြည့်ဗျာ2004 2005တည်းကဆိုရင်နှစ်ပေါင်း20ကျော်သွားပြီအဲ့ဒီခန်းစစ်ဆွမ်းဆောင်ရည်ကြီးကိုဘယ်အသင်းမှမချိုးနိုင်ခဲ့ဘူးဂျာထဲမှာလဲကောင်းလာဘာဂျီရဲ့ဆိုတဲ့အသင်းတွေတောက်လျှောက်ပေါ်ခဲ့တာပဲမန်စီးတီးတို့လီဗာပူးတို့နော်လီဗာပူးဂျိုင်းကလော့ဘ်လက်ထက်မှာဆိုရင်သူတို့တွေရဲ့ခန်းစစ်စုဖွဲ့မှုကြီးကလည်းအရန်ကောင်းခဲ့တာပဲသို့တော့ပေကူကတော့15ကိုကျော်တာတည်းကြီးပဲအခုချိန်မှာပွဲစဉ်6ပွဲရှိသေးတယ် ်အာစနယ်က3-0ပေးလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့်နောက်လာမယ့်ပွဲစဉ်တွေမှာချယ်ဆီရဲ့ခံစစ်စုဖွဲ့မှုကိုကြော်ကျင်တယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ကောင်းမွန်မှုလို့တဲ့စူးစမ်းရပါလိမ့်မယ်။ကမ်းမဲ့ပွဲစဉ်တွေမှာလည်းအသင်းကောင်းတွေရှိနေသေးတဲ့အတွက်ကြောင့်မလွယ်ဘူးဆိုရင်အာဆနယ်ကစားသမားတွေကတော့သူတို့အကောင်းဆုံးပုံစံအနေထားနဲ့စူးစမ်းအထောက်မှု ပြုရပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့လည်း Chelsea ရဲ့2000 2005ခံစစ်ကြောင်းပေးကို15ကိုစံချင်ကိုအာဆနယ်အနေနဲ့ကြော်ဖြတ်သွားနိုင်မလား။ရင်ခုန်သွားနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ဆုံးဆွေးနွေးချင်တာကတော့ဒီခံစစ် စုဖွဲ့မှုနဲ့ပတ်သက်ပြီးတော့ပဲเนาะခံစစ်ကစားပုံ အခြေအနေကိုဂါဘရီယယ်မာဂါဟီးပြောခဲ့တဲ့ဇာတ်ကားလေးတစ်ခုကိုဆွေးနွေးကြပါတယ်။မူရင်းသတင်းရင်းမြစ်ကတော့ Daily AFC ကဖြစ်ပါတယ်။ Arsenal တဲ့ရဗျာ အခုချိန်မှာခံစစ်ကနေဖြတ်ထုတ်မှုတစ်ခုလုပ်ပြီးသူတို့ကတိုက်စစ်မှုတွေလိုမျိုးပဲလာတို့ကဖြတ်ထုတ်သွားပြီဆိုပြီးတော့အောင်ပွဲခံတယ်အဲ့ဒါနဲ့ပတ်သက်ပြီး Gabriel Magahis ကသူတို့ရဲ့ခံစစ်ကိုဘလို့စိတ်တက်နဲ့ခံယူချက်မျိုးနဲ့ကစားလဲဆိုတာအခုလို့ရှင်းပြခဲ့ပါတယ်ကိုယ့်ရဲ့အသင်းဘော်ရေးစီကိုစိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတစုံတရာရစီခြင်းလို့ဖြစ်ပါတယ်ကျွန်တော်ကနောက်ခံလူဖြစ်တယ်ဆိုတော့ကိုလုံးရမယ့်ကာကွယ်ရေးအလုပ်တွေအတွက်နှလုံးသားနဲ့ရင်ပြီးလုပ်ပေးခြင်းပါတယ် ဝီလျံဆလီဘာကဖျက်ထုတ်မှုလုပ်ပြီဆိုရင်လည်းကျွန်တော်တို့နှစ်ယောက်အတူအောင်ပွဲခံကြပါတယ်။ပြိုင်ဘက်တွေကိုသူတို့ရင်ဆိုင်နေရတဲ့သူတွေဟာကျွန်တော်တို့ဖြစ်တဲ့ခန်းစစ်ကြောင်းငါတို့ကာကွယ်နေတယ်ဆိုတော့ခန်းစားချက်မျိုးပေးချင်တာဖြစ်တယ်ဆိုပြီးပြောသွားခဲ့တာပါ။မှန်တာပေါ့။အဲ့နောက်ွယ်မှာတစုံတယောက်တော့ရှိနေနိုင်တယ်။ဒီပေးကိုတွေမပေးရပဲနော်ဖျက်ထုတ်ရှင်းလင်းမှုလုပ်သွားတာပဲဖြစ်ဖြစ်နော် body စားသွားတဲ့ပုံစံမျိုးတွေပဲဖြစ်ဖြစ်ပြိုင်ဘက်တွေရဲ့စိတ်ကိုမိုင်းကိန်းလုပ်တဲ့ပုံစံအခြေအနေမျိုးတွေလည်းပါပါတယ်ဒီလိုပုံတံဒီလိုအောင်ပွဲခံဆိုတာတစုံတယောက်အကြံပေးမှုကြောင့်ဖြစ်နိုင်တယ်လို့ကျွန်တော်ဆိုလိုတာပါဘာလို့လဲတော့ကျွန်တော်လည်းမသိတော့မသိဘူးပေါ့နော်ကစားသမားချင်းချင်းဆွေးနွေးညှိနှိုင်းပြီးပြောတာလည်းဖြစ်နိုင်တယ်အတင်းအတာဝန်ရှိသူတယောက်ကလည်းဒီလိုပုံစံမျိုးလုပ်လို့ပြောတာလည်းဖြစ်နိုင်တယ်ကျွန်တော်လက်လန်းမိသလောက်ပြောရမယ်ဆိုရင်အဲ့လိုခံစစ်ကျစ်လက်တဲ့အစုအဖွဲ့တော်တော်များများအနေနဲ့ဖြတ်ထုတ်ပြီးတာပဲဖြစ်ဖြစ်တစုံတစ်ခုသူတို့အောင်မြင်ခဲ့တာမျိုးပဲဖြစ်ဖြစ်အောင်မွေးခံကြတယ် ဲ့ဒီခန်းစစ်အတိုင်းဝိုင်းလေးပေါ့ဗျာနောက်တန်း၄ယောက်ရှိမယ်ဂူသမားရှိမယ်တိုက်စစ်မှုတွေကပြိုင်ဘက် နောက်ခံကစားသမားတွေဂူသမားတွေအတွက်အိမ်မဆိုးဖြစ်စေတာသူတို့တွေရဲ့အောင်ပွဲခံမှုတွေနော်နားလည်မှုတွေကြောင့်ပါသလိုပြိုင်ဘက်တိုက်စစ်ကစားသမားတွေအတွက်အိမ်မဆိုးဖြစ်စေတာကိုယ့်အသေးရဲ့နောက်ခံကစားသမားတွေရဲ့အောင်ပွဲခံမှုတွေကြောင့်လည်းပါပါတယ်ဘာဖြစ်ပြောဒီခန်းစစ်တန်းမှာဖြတ်ထုတ်လိုက်တဲ့ပုံစံမျိုးအလွန်ကျူးအောင်ပွဲခံပြလိုက်မယ်ရင်ဘတ်ချင်းတွေပါတိုက်ပြလိုက်မယ်ဆိုရင်ပြိုင်ဘက်တိုက်စစ်မှုကတော့နည်းနည်းလေးတော့ဖြုံသွားမှာပဲပေါ့နော်အာယုံနောက်သွားမှာပဲပေါ့ဒါအပြင်ပြိုင်ဘက်တိုက်စစ်ကစားသမားတွေကိုလည်းစိတ်လ ုံစော်ပြီးကစားတဲ့ပုံစံမျိုးတွေအာဆနယ်သင်းရဲ့နောက်တန်းတော်တော်လေးကောင်းပါတယ်ဒီတော့ကြောင့်ဒီနေ့ရသည်မှာပရီးမီးယားလီဂ်ကိုပဲကစားပြီးတဲ့အချိန်ထိပေးကို၃ဂိုးပဲခွင့်ပြုရသေးတာပါဆိုတော့ရှေ့လျှောက်ပြီးပိုကောင်းလာရင်တော့အာစနယ်တင်းရဲ့ခံစစ်သည်စံချိန်တစ်ခုကိုတင်သွားဖို့ရှိပါတယ်။ဒါမဲ့လည်းအပြောတော့ပြောလို့မရဘူးပေါ့နော်။လက်တွေလည်းလုတ်ပြဖို့ရှိတယ်။ကျွန်တော်တွေကတော့စောင့်ကြည့်နေတော့လွယ်ပြီ။တခြားမရှိပါကြောင်းသုံးသက်ဆွေးနွေးနေပဲ။ဗီဒီယိုလေးဒီမှာနားချင်ပါတယ်။စုံနေကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။